ကဲလွလဆွာရွေးချယ်ခွင့်ဒါဖျားသခင်ပေးပေးစုကျေးဇူးတစ်ခုပေါ့ဒါပေမဲ့စဉ်းစားကြည့်လေအဲ့ဒီစုကျေးဇူးကပဲဘာလို့များတေချင်းတရားစီကိုဥတီသွားစေရတာလဲဒီနေ့မှာတော့အတော်လေးနက်နဲတဲ့ဒီဓမ္မရေးရာပဟေလီကို အတူတူအဖြေရှာကြည့်ကြရအောင်ဟုတ်ပါတယ်ဒါပဲကျွန်တော်တို့ဒီနေ့အဓိကဆွေးနွေးထားမယ့်အချက်ပဲအသက်ရဲ့ရင်းမြစ်ကိုးတိုင်းကပေးရထားတဲ့လွတ်လပ်ခွင့်အဲ့ဒီလွတ်လပ်ခွင့်ကနေဘယ်လိုလုပ်ပြီး တည်ခြင်းတရားဆိုတာဖြစ်ပေါ်လာနိုင်ပါတယ်။သူတို့လေး paradox ဖြစ်တဲ့မေးခွန်းတစ်ခုပါပဲ။ကဲဒီမေးခွန်းရဲ့အဖြေကို shuffle အတွက်ပွန်းတော့ကျွန်တော်တို့ဒီအကြောင်းအရာတွေကိုအပိုင်းလိုက်ခွဲပြီးတစ်ခုချင်းစီလေ့လာကြည့်ကြပါမယ်။ဟုတ်ပြီပထမဆုံးအပိုင်းအိမ်နဲ့ဒီပြဿနာရဲ့အရင်းအမြစ်ကဘာလဲဆိုတာကိုအရင်ဆုံးတွေးဆကြည့်ကြရအောင်။လွတ်လပ်စွာရွေးချယ်ခွင့်ဆိုတာကိုဖွင့်ဆိုတဲ့အခါမှာလေဒါဟာရိုးရိုးလေးတခုခုကိုရွေးချယ်နိုင်စွမ်းထက်အများကြီးပိုပါတယ်အတိဘယ်ကတော့ဖန်ဆင်းခံတအူးညီနဲ့ အသက်ရက်တစ်ခုတည်းတော့ရင်းမြစ်ဖြစ်တဲ့ဖျားသဖြင့်ကိုကြောခိုင်းလက်ထွက်သွားနိုင်တဲ့စွမ်းရည်ကိုဆိုလိုတာပါအဲ့ဒီလိုကြောခိုင်းလက်တာနဲ့တပြိုင်နက်ဒီချင်းတရားကဖြစ်နိုင်ခြေတစ်ခုဖြစ်လာတာပေါ့အဲ့ရဲ့ချက်ကြောင့်ပဲပေါ့ဖန်ဆင်းရင်းရဲ့အစောပိုင်းကလာဟာပြီးဆုံးလေလို့ပြောလို့မရသေးတာပါပါလို့လဲဆိုတော့သတ္တဝါတွေကိုလွတ်လပ်ခွင့်ပေးလိုက်တဲ့အချိန်မှာကတဲ့ကတည်ခြင်းဆိုတဲ့ပြဿနာက အစီတခုလို့ပါဝင်နေပြီးသားဖြစ်နေလို့ပါပဲ။ကဲဒီလိုရှောင်လွှဲလို့မရတဲ့ပြဿနာကြီးကို ဖယားသခင်ကဘလုံနီးနဲ့ဖြည့်ရှင်မှုကြံစီထားခဲ့တယ်လေနောက်တစ်ပိုင်းမှာတော့ဖန်ဆင်းရေးကိုဆွန်လင်းစေမဲ့ဖယားသခင်ရဲ့နက်နဲလာတဲ့မဟာဗျူဟာကိုစက်ပြီးလေ့လာကြည့်ကြအောင်ဒီကြားရင်ဒီအရာဆိုရင်လေဖန်ဆင်းခြင်းကိုကဲတင်ပြီးပြည်စုံစေဖို့အတွက်ဖျားတခင်ရဲ့ပုဂ္ဂိုလ်တော်တွေကြားမှာအချင်းမစားတင်ခင်ကတည်းကချမှတ်ထားတဲ့နန်းနေတဲ့ပဋိညာဉ်တချို့ရှိခဲ့တယ်လို့ဆိုပါရတယ်။အဲ့ဒီအစီအစဉ်မှာအစဉ်၄စဉ်ပါဝင်ပါတယ်။ Okay အဲ့တော့ဒီဖျားတခင်ရဲ့အစီအစဉ်မှာအဓိကကြာဆုံးချက်ကဘာလဲ။အဲ့ဒါကတော့ တားတော်ရဲ့ဆွန့်လွတ်အနစ်နာခံဖို့ပါပဲဒီအချက်ကဖန်ဆင်းခြင်းတစ်ခုလုံးရဲ့တန်ဖိုးကိုဘယ်လိုမျိုးအခြေခံကစပြီးပြောင်းပြန်လမ်းပြလိုက်တယ်လဲဆိုတာကြည့်အောင်ဒီမှာဖော်ပြထားတဲ့အဆိုကတော်တော်လေးကိုအားကောင်းပြီးစဉ်းစားကြရပါဖန်ဆင်းခံတွေဟာသူတို့ဘာသာသူတို့ဆိုရင်တန်ဖိုးမရှိဘူးတဲ့ဒါပေမဲ့ခမီးတော်ကသူတို့အတွက်တားတော်ကိုအဖိုးခအနေနဲ့ပေးချေလိုက်တဲ့အခါမှာတော့အခြေတွေကလုံးဝပြောင်းလဲသွားပြီးအဖိုးရံတွေဖြစ်လာကြတယ်လို့ဆိုပါတယ်တန်ဖိုးနဲ့ပတ်သက်တဲ့အမြင်ကိုအကြီးအကျယ်ပြောင်းလဲစေတဲ့ အချက်ပါပဲဒါကိုရှင်းရှင်းလင်းလင်းမြင်သာအောင်နိုင်ရှင်ကြည့်အောင်ဒါတွေအနစ်စနာခံမှုမတိုင်ခင်မှာဖန်ရှင်းခံရတာဖို့မရှိတေချင်းစီကိုပဲဦးတည်နေပြီးဖျားသခင်နဲ့ကင်းကွာနေခဲ့တယ်ဒါပေမဲ့အနစ်စနာခံမှုပြည့်ရတာမှာတော့သူတို့ကဖျားသခင်တွေအဖိုးတန်လာတဲ့ထားပါတော့အသက်ကိုရနိုင်လာပြီးဖျားသခင်ချစ်ချင်းမေတ္တာတွေကိုပြန်ရောက်လာကြတဲ့အသွင်ခူးပြောမှုကတကယ်ကိုကြီးမားပါတယ်ကဲကဲဒီလိုအချင်းချင်းတစ်ဒန်ဖိုးတစ်ရောက်လာတဲ့အခါမှာတော့ဖန်ဆင်ခံတဲ့အနေနဲ့ဖျားသခင်အလိုလိုနဲ့ညီအသက်ရှင်ဖို့အတွက်နီလာအသက်တစ်ခုလည်းလွားလာပါတော့တယ် အရင်လိုကြောက်ဖျားဖို့ကပြညက်ဒီနဲ့မလုံလောက်လို့ပေါ့ဒီနေရာမှာအဒီကပြောင်းလဲသွားတာကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်အရင်တုန်းကပြညက်တရားဆိုတာကောင်းကင်တမန်တွေကနေတဆင့်ကြောက်ဖျားတွေပေါ်မှာရေးပေးခဲ့တယ်အပြင်းပန်းစီးမြင်နေတည်ခြင်းကိုပဲဥတည်စေတဲ့အရာတွေဖြစ်ခဲ့တယ်ဒါပေမဲ့အခုနီလန်းထက်မှာတော့သားတော်ကိုယ်တွေကနေတဆင့်ဝိညာဉ်တော်အားဖြင့်လူလွန်သားထက်မှာတိုက်ရိုက်ရေးထိုးပေးတဲ့အသက်ရှင်ခြင်းရဲ့ပြညက်ဖြစ်လာပါတယ်အရေးကနေအစ်မအနှစ်တရားစီကိုကုပြောင်းသွားတာမျိုးပါပဲ။ တနည်းပြောရရင်တားတော်ဟာပညတ်တရားကိုလိုက်နာဖို့အတင်ပေးယုံတတ်သက်မဟုတ်တော့ပါသူကိုယ်တိုင်ကပညတ်တရားရဲ့အစစ်အမှန်ပြည့်စုံခြင်းစံနှုန်းကိုယ်တိုင်ဖြစ်လာပါတယ်သူကိုကြည်ချင်းအားဖြင့်ပင်ဖန်ဆင်းခံတီဟာပညတ်တရားရဲ့အထူးခိုင်ရည်ရွယ်ချက်အစစ်အမှန်ဖြစ်တဲ့ချစ်ချင်းမေတ္တာကိုဘလို့လက်တွေ့အသက်ရှင်ရမလဲဆိုတာနားလည်လာနိုင်တာပါ ဟုတ်ပြီအဲ့ဒီတော့ဒီစစ်နေအားလုံးဖျက်တမ်းပြည်ရဲ့နာမှာဘာဆက်ဖြစ်မလဲဒါဒီအားလုံးကဖျားသခင်ရဲ့အကြံစီတော်ရဲ့အဆုံးဆုံးပန်းတိုင်ဖြစ်တဲ့ဖန်ဆင်းခြင်းရဲ့ပြည့်ပြည့်စုံခြင်းစီကိုဥတည်နေတာပါအဲ့ဒီမှာဘာတွေဖြစ်လာမလဲကြည့်လိုက်ကြရအောင်နောက်ဆုံးမှာတော့အဆုံးသက်ကတကယ်ကိုကြီးကျယ်ခန့်နာပါတယ်တေခြင်းတရားကိုအပြီးတိုင်အောင်နိုင်ပြီးမိအိုင်တဲ့ပြစ်ချက်မင်းအပြစ်ကိုလောကကနေအလုံးမဖျက်ရှားပြီးမင်းစာတန်ရဲ့ဆွတ်ဆွဲချက်တွေအလုံးမာယွင်းကြောင့်တတ်တည်ပြပြီးသားဖြစ်သွားမယ် ဖြောင့်မတ်သူတွေရဲ့လွတ်လပ်စွာရွေးချယ်권ဟာဆုံးလင်းသွားပြီးဖန်ဆင်းခြင်းတစ်ခုလုံးကိုခမည်းတော်ထံပြန်အံ့နာမင်းအဲ့ဒီခါမှဖျားသခင်ဟာအရာအလုံးရဲ့အလုံးစုံဖြစ်လာပြီးထာဝရညင်သက်ခြင်းစတင်မှာတော့မင်းတဟာဖန်ဆင်းခြင်းရဲ့မူလရည်ရွယ်ချက်အပြည့်အဝအောင်မြင်သွားတာပါပဲ။နောက်ဆုံးအဆုံးသတ်မှာကျွန်တော်တို့ပြန်စင်းဆောင်စရာမေးခွန်းတစ်ခုကြံခဲ့ပါတယ်။နောက်ဆုံးမှာဆုံးလင်းသွားပြီးဖြစ်တဲ့လွတ်လပ်ခြင်းဆိုတာရဲ့အတိတ်ဘယ်ကတကယ်တော့ပါလဲ။ဒီထောင်လုံးရှင်းပြခဲ့တာကိုကြည့်ရင်လွတ်လပ်ခွင့်ဟာပျောက်ကွယ်သွားတာမဟုတ်ပါဘူး။ အဲ့ဒီအစာစုံလင်းခြင်းကိုရောက်ရှိသွားတာပါဆိုလိုတာကဖန်ဆင်းခန့်ဒီဟာလွတ်လပ်စွာရွေးချယ်နိုင်စွာရှိနေသေးပေမဲ့ချစ်ချင်းမေတ္တာနဲ့ဘရောမလက်ထံမသွားတော့ဖို့ကိုသူတို့ကိုယ်တိုင်ကလွတ်လပ်စွာရွေးချယ်တဲ့အခြေအနေမျိုးပေါ့အစမှမေးခဲ့တဲ့ဗဟီလီရဲ့အဖြေကတော့ဒါပါပဲ